မင်္ဂလာပါရှင် ခေတ္တ Television Channel မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဗမာမှာရဟတ်ရင်ပြစ်ချခံရတဲ့တဲလေရင်မှုအပါခုနှစ်ဦးထက်မနည်းသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဗမာမျိုးစကခ27ပတ်မှာဒီနေ့မေလ20ရက်နေ့မိုးလဲတနားကြီးကျော်ခန့်ကစစ်ကူလာချစဉ် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ပြစ်ချခြင်းကိုခံခဲ့ရပြီးပြစ်ချခဲ့တဲ့ရဟတ်ရင်တဲမှာလေရင်မှုအပါခုနှစ်ဦးထက်မနည်းသေဆုံးကြောင်းရှီရန်သတင်းရင်းမြစ်တွေစီကသိရပါတယ်။လေရင်မှုပုံမှုစော်မျိုးသိမ်းတွဲဖက်ကပ်တိန် ကောင်းစံသိန်းလေတပ်အင်ဂျင်နီယာကပတိန်စိုးပိုင်ကျော်အပါဝင် အခြားတပ်သား၅ဦးတယောက်မကျန်အကုန်သေးတယ်လို့သိရတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တဲဦးကပြောပါတယ်။အေယာဝတီမြစ်တပ်ဖက်ကဗမော်ရဲ့အနောက်ဘက် KIA တပ်ရင်း၅နယ်မြေမှာကျသွားတဲ့အဲ့ရဟတ်ရဟာ MI70 အမျိုးအစားဖြစ်တယ်လို့ဆိုပါတယ်။ဗမော်စကခ21တဲ့အင်အားချဖို့လာတဲ့စစ်ကောင်စီရဲ့ MI70 သုံးစင်းကိုဒီနေ့မေလ 20ရက်နေ့နေ့လယ်တနာရီ20မိနစ်ခန့်ကပြစ်ခတ်တာဒဇင်းကထိမှန်ပြီးစကန်းအနီးမှာပေါက်ကွဲသွားတယ်။ဒဇင်းကတော့ရွှေကူတက်တဲ့အရေးပေါ်ဆင်းသက်ခဲ့တယ်။ပြန်တက်နိုင်မှုမရှိတော့ဘူးလို့နောက်ထပ်သတင်းရင်းမြစ်တအူးကပြောပါရယ်။ကြံဒဇင်းကတော့မြကြီးနားနံပောင်းစစ်ကောင်စီလေတပ်မှဆင်းသက်သွားနိုင်ခဲ့ကြောင်းသိရတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနံပါတ်ကမှာ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ကဂျက်လျင်တစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့2024ဇန်နဝါရီလ3ရက်နေ့ကကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်နောက်ဖောစစ်တပ်စခန်းကိုရိတ်ခါလာပိုးတဲ့ရဟတ်ရင်တစည်းကိုပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးကျောက်သမီးတွေစာတက်ပါစီတော့တိတ်ဆိတ်၆ကနေတော့ထန်းတော်တစ်ခုအတွင်တိုင်းဒေါ်မြအမိလွဲတို့မိသားစုဓာတ်ပုံမှန်ပေါက်လေးနှစ်ခုကိုကရင်ထိုင်းနေပါသည်။ဒေါ်မြနဲ့အတူ၎င်းရဲ့အမျိုးသားနှင့်တူဦးတီတော်ကြံတော်သည် ၎င်းတို့၏ရင်သွေးအငယ်ဆုံးသားလေးလည်းထိုင်နေသည်မိသားစုဝင်၃ဦးလုံးမျက်နှာတွေတော့မကောင်းကြပေဒေါ်မြ၏လက်ထက်ကဓာတ်ပုံမှန်ပေါက်လေးထဲတွင်ဒေါ်မြချစ်ရပါသောသမီးနှစ်ဦးကိုတွေ့ရသည်ဒေါ်မြကဓာတ်ပုံလေးကသမီးနှစ်ဦးကိုကြည့်ရင်ငါသမီးတွေတော့လွတ်မလို့ထင်ထားတာငါသမီးရဲ့ဟုတီတိုးဆိုလေသည်ဒေါ်မြ၏သမီးနှစ်ယောက်မှာပြီးခဲ့တဲ့မေလ၁၂ရက်နေ့ကသခိုင်းတိုင်းဒီပဲရင်မျိုးနဲ့အိုးတိန်တွင်ကြေးရစာတင်ကြောင်းတက်တဲ့ကိုစစ်ကောင်စီကလေးကြောင်းတိုက်ခိုက်ခဲ့ရာမှာနှစ်ဦးလုံးဆုံးရှုံးခဲ့ရခြင်းဖြစ်သည် ဒေါ်မြတ်၏တမီးနှယောက်အပါအဝင်ကလေးငယ်22ဦးနှင့်ဆရာမနှအူစုစုပေါင်း24ဦးတည်ဆုံးကြရသည်ဒီပိန်းမြို့နယ်အိုးတိန်တွင်ရွာလေးကျောင်းတိုက်ခိုက်ခံရပြီးနောက်ထိုးရွာသို့ရောက်ရှိနေသည့်ကလေးမြို့နယ်အစိုးရနီးပညာအထက်တန်းကျောင်းမှစီဒီအန်ကတိကဆရာမဒေါ်ရတ္တီအောင်တယောက်ထိုးရွာက မပြောင်းနိုင်သေးပါဆရာမကလေးချောင်းတိုက်ခိုက်ခံရပြီးနောက်တမိသားစုတွေကတမိနှူးဆုံရှုံခဲ့ရသည့်ဒေါ်မြအားတရင်သွားမိခြင်းဖြစ်သည်ဒေါ်မြ၏တမိနှစ်ယောက်မှာအကြီးမက၁၀တန်းအငယ်မက9တန်းဖြစ်သည် စာတင်ကြောင်းတိုက်ခိုက်ခံရပြီးနောက်ဒေါ်များတို့အပြေးလွှားသွားကြည့်တော့သမီးတွေလူရုပ်ပင်မပေါ်တော့သမီးတွေမှန်ဝှက်ချသည့်အဝတ်အစားများကိုသာကြည့်၍မှတ်မိကျင်သာဖြစ်ကြောင်းဒေါ်များကပြောပြသည် ကျုပ်ကကျုပ်သမီးလေးတွေအကြီးမကလည်းအင်ကြီးလေးမြင်လို့သိတာအငယ်မကလည်းအင်ကြီးလေးမြင်လို့သိတာ ဟိုလိုဆိုမှတ်မိစရာဘာအကြောင်းမှမရှိတာစုပ်ပြတ်တက်လို့ဟူဒွန်မြကမချစ်တင်ခဲ့ပြောပြသည်ဒီအငယ်မလေးကခொနှစ်တန်းသူကလည်းအသေးတွေ့တော့တာပါဂိုင်းတွေအောက်ကတွေ့ခဲ့တာပါဖုံတွေကလည်းပွားလို့ဒီကောင်မကမျက်နာတွေကအကုန်ကောင်းနေခြေထောက်တွေကဖူးလို့ဒီအကြီးမကခြေထောက်တွေပြက်တယ်ဇက်တွေပြက်တယ်အကုန်လုံးပြက်ပါတယ်ဦးတွေကလည်းထွက်သွားပါတယ်ဟုဒွန်မြကတပ်ပုံမှန်ပေါင်းကိုထောက်ပြရင်းပြောပြသည်ကောင်မဆိုဒီမှာတောရွာများ၌အမျိုးသမီးများအားရင်းနှီးမှုအတိုင်းတအားသုံးသောစကားလုံးဖြစ်သည်စိတ် ဆိုး၍တုံးသောစကားလုံးမဟုတ်ပေ။ဒေါမြကဆက်ပြောသည်ဒီကောင်မအငယ်မှကြာသွားရီကျိုးတဲ့နှုံတွေတဲပွင့်ထွက်လို့သေးတာ။ဒီအကြီးမှဆယ်တန်းကဘာမှကိုမပါတော့တာပါဆရာမရဲ့ဘာမှကိုမပါတော့ပါဘူးကျုပ်သမီးလေးဟုပြောရင်အတန်တွေတုံလာလေသည်။တော်များတို့ရင်ခွဲရပါတယ်။ကုညီကယ်ဆယ်ရေးလုပ်သူတွေကသမီးကြီးဤခနာကိုအစိတ်ပိုင်းများအားကောက်ယူလာပေးခဲ့ပြီးတုတ်တန်မှာကြဆက်၍မြုံနှံပေးပါတယ်။ ဆရာမတော်ရည်ဒီအောင်ကစစ်ကောင်စီကလေးချောင်းကျဲလို့မဟုတ်ပဲပီရီယံများပုံခွဲ၍ကလေးတွေတေးရတာဆိုပြီးဝါရဖြက်လေးလေးနေတာနဲ့ပတ်သက်ပြီးမေတော့ဒေါ်မြရင်ထုမနာအောင်ငိုလီတော့သည်ဘဲကလာသူတို့ပလီတိုင်းခံနေရတာအလကကိုသားသမီးတွေလောက်ရပါမလားဟုပြောရင်ရင်ဘက်စီဒီကငိုတော့သည် ရှင်ဘတ်ထဲကုလလွယ်ဆယ်လမွေးခဲ့ရတာကျုပ်တို့သားသမီးတွေလောက်ရပါမလားသူတို့ကိုတင်းစာကြည့်လိုက်ပါလားဟုဒေါ်မြကယူကြုံမရပြောသည်ဘေးကဖခင်ဖြစ်သူမှလည်းဒေါ်ကိုဖြောင်းပြရင်သူလဲငိုသည်ဘေးကသားငယ်လေးကလည်းမိဘတွေကိုကြည်ရင်ငိုသည်တော်များကသူတို့စကစလောက်သမျှခံနေရတာပါဒီကလေးတွေကသူတို့ကိုစာတင်ဖို့တော်လန့်ခဲ့တာမဟုတ်ပါဘူးသူတို့ကိုတော်လန့်ဖို့ចောင်းထားတာမဟုတ်ပါဘူး ျုပ်တို့ရှည်ရွေးတွေအတွက်လုံးမစားရမှာမို့ဒီနေ့မှလို့ဒီနေ့စားရမှာမို့ဒီကလေးတွေလှုပ်ကျွေးဖို့အတွက်တောင်းထားခဲ့တာပါဟုရိုးစင်းစွာပြောပါတယ်။ကျွန်ုပ်တို့စားတလုံးမှမတက်ခဲ့လို့ကျွန်ုပ်သမီးတွေစားတတ်ပါစီတော့လို့ထားခဲ့တာပါဟုဒေါမြကပြောရင်းကိုပါသည်။စစ်ကောင်စီသည်ယာယီအပြစ်ခတ်ရဲစဲမှုအားမေ31ရက်နေ့အထိတိုးထားသည်ဟုလိန်လယ်ပြီးနိုင်ငံတော်ဝန်ရှိအရက်သားပြည်သူများကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုများဆက်လက်ကျူးလွန်လျက်ရှိပါတယ်။ အမျိုးသားညညရေးအစိုးရ NUG ကပြုစုထုတ်ပြန်သောစာရင်းအရစကိုင်းငလင်ကြီးလှုပ်ပြီးနောက်ပိုင်းမတ်28ရက်မှမေ26ရက်အထိစစ်ကောင်စီကနိုင်ငံတော်ဝန်လီကျောင်းတိုက်ခိုက်မှု445ကြိမ်ပြုလုပ်ခဲ့ရာ ်ကလေးငယ်60ဦးအပါဝင်ပြည်သူစုစုပေါင်း416ဦးသေဆုံးခဲ့သည် ထို့ပြင်ဒဏ်ရာရသူစုစုပေါင်း986ဦးရှိကြောင်းဖော်ပြထားသည်ညလင်းတက်တုဒေသနာအဖွဲ့၏စစ်ကောင်စီလေကြောင်းအုံပြုတိုက်ခိုက်မှုများလေးလာမှုအစီရင်ခံစာများအရစစ်ကောင်စီ၏ AP session မှာမေလ12ရက်နေ့အတွင်းလေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူ223ဦးသေဆုံးက443ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည် ဧပြီနေ့ယခုမေလအတွင်းအရက်သားပြည်သူများအားလေးချောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေပြီးအများစုမှာစကိုင်းမန္တလေး၊မကွေး၊မွန်ချင်း၊ကယင်နီ၊ပဲခူးအရှိနှင်းရှမ်းမြောက်တို့တွင်ကျူးလွန်ငယ်ချင်းဖြစ်ကြောင်းညလင်းသစ်သူတေသနာအဖွဲ့ကထုတ်ပြန်ထားသည် ဒီပဲရင်မြို့နယ်သည်ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ16ရက်ကလည်းလက်ရက်ကုန်းကြီးရွာစတင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာကျောင်းသားတောင်းသူ6ဦးအပါအဝင်13ဦးသေဆုံးခဲ့က28ဦးဒဏ်ရာရရှိခဲ့သေးသည်။ဒေါ်မြတ်တမီးတွေအတွက်စစ်ကောင်စီကိုမကျေနပ်ပါ။ကျုပ်ကသူတို့ကိုဖြစ်နိုင်ရင်သွားကိုလှုပ်လိုက်ချင်တာမဖြစ်နိုင်လို့သူတို့လှုပ်သမျှတွေခံနေရတာသူတို့ကတော့အထက်ကနေဝဲဝဲပြီးလုံနေကြတာဟုဒေါ်မြတ်ကဆိုပါတယ်။ဒေါ်မြတ်သည်တမီးတွေဤတပ်ပုံမှန်ပေါင်းလေးကိုပို့ရင်တယောက်ခန်းစားရတာမဟုတ်ပါဘူး။အမ များကြီးခံစားရတာပါတော့ဟုဆိုလိုက်လေသည် ဆက်လက်ပြီးတမူးမြို့နယ်ပန်းသာကြီးရွာ၌တက်ဆွဲထားသောစစ်တပ်ကိုဝန်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားနှုတ်ဦးတေဆုံးနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းတမူးမြို့နယ်ပန်းသာကြီးရွာ၌တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဝန်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားနှုတ်ဦးတေဆုံးခဲ့ကြောင်းဇိုးအာမီကထုတ်ပြန်ထားပါတယ်။မေလ၁၈ရက်နေ့တွင်တမူးမြို့နယ်ပန်းသာကြီးရွာ၌တက်ဆွဲထားပြီးလမ်းသွားလမ်းလာပြည်သူများကိုစစ်ဆေးကအကြောင်းမဲ့ရန်ကားနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့ဝင်များကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ်။ရဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီးထွန်းလန်ရေးတပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဇိုးနေရှင်နဲ့ယူနီယံဇိုးအာမီမှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။